ခါသီးသောအမှန်တရားများဒီလောကတွင် လူတွေလူတွေလူတွေများစွာရှိပါသည်ထို့သော လူသားတို့တွင် ရှိသင့်ရှိထိုက်သော ကိုချင်းစာတရားကခေါင်းပါလာသည် လူချမ်းသာတွေကဘာကြောင့်မှမသိချမ်းသာနေချိန်တွင်ဆင်းရဲသားတွေကတော့ထိုချမ်းသာသောလူတွေ မတိမမြင်မကြားနိုင်လောက်သည့်နေရာများတွင် ဆင်းရဲငပြတ်နေကြရသည်လူချမ်းသာတွေထားเสียမှရှိဖြစ်နေချိန်တွင် လူဆင်းရဲတွေကတော့စားเสียမှရှိ ဖြစ်နေကြသည် လူချမ်းသာတွေက သူတို့မှရှိသည့်မိသားစုထက်ပိုများပိုကျယ်ပိုပြီးစိန်ကြသောအိမ်ကြီးတွင် အခန်းပေါင်းအထပ်ပေါင်းများစွာနှင့် နေထိုင်နိုင်တော်လဲလူဆင်းရဲတွေမှာဆယ်ပေပတ်လည်လောက်အခန်းထဲတွင် ပြုတ်သိပ်တိုးဝေကဆယ်ယောက်လောက်နေထိုင်နေကြရသည်ခက်ပြက်ကြီးတဲ့တွင်ထားစရာမရှိသည့်လူဒန်းစားနှင့်စားစရာမရှိသည့်လူဒန်းစားနှစ်မျိုးသာ ထင်သာမြင်သာအရှိဆုံးဖြစ်သည်အရွယ်ရောက်သူတိုင်းလက်ထဲတွင်ဖုန်းလေးတွေကိုစီ ဖြစ်လာကြသည် လူတွေက ဖုန်းနဲ့မျက်နှာမခွာခြင်းလောက်အောင် ဖြစ်လာကြသည်ဖုန်းတွေကို ကိုနဲ့မခွာညနာနဲ့မခွာနိုင်တော့အောင်နီးနေကြတော့လေချေရမယ်သူကျင်နာရမယ်သူညံ့နိုးတံပိုးထားရမယ်သူတွေနဲ့ဝေးတထက်ဝေးသွားကြသည်တအိမ်နဲ့နေထိုင်သူအချင်းချင်းပင်မခေါ်နိုင် မပြောနိုင်မျက်နှာချင်းမဆိုင်နိုင်တော့အောင် ဖြစ်သွားကြသည်အိမ်တွင်စာအုပ်တွေရှိခြင်းမရှိမီရှိလဲဖတ်ခြင်းမဖတ်မီ textbook ထက် facebook ကိုပို့ပြီးဖွင့်ကြည့်ချိန်တွေကများလာသည်စာအုပ်တွေဈေးကြီးသည်ကို အကြောင်းပြသည် စာအုပ်တွေပေးလဲကင်ကြည့်ရန်စိတ်ဝင်စားမည်မဟုတ် ကိုဖတ်ချင်သည့်စာတွေကို အလွယ်တကူရနိုင်တော့ခက်ဖြစ်လာသည်စာအုပ်လောကမပြောင်းနိုင်ပါဘူးဆိုစေစာအုပ်စည်းကွက်ကတော့အသက်ဆက်နိုင်ရန်တိုက်ပွဲဝင်ရမည် အနေအထားတစ်ခုကိုရောက်လာသည်တည်ထင်းစာဂျာနယ်မဂ္ဂဇင်းတွေအပေကြောင့်ရက်ဆိုင်ကုံရသည်နီးဆိုခြင်းကိုတတိထားသင်သည်မိဘတယောက်ကသားသမီး၁၀ယောက်ကိုကြွေးမွေးနိုင်တော်လဲသားသမီး၁၀ယောက်ကမိဘတယောက်ကို မကြွေးနိုင်ခြင်းဆိုသည်မှာမှန်ပါသည်သို့တော့ထိုသားသမီးတွေလည်းမိဘတွေဖြစ်ကားထိုအဖြစ်မျိုးကို ရင်ဆိုင်ကြရမည်သာဖြစ်သည် လူပောင်ဖြစ်စဉ်ကြီးသည် ထိုအပြက်တရားများနှင့်လှဲ့ပတ်နေတော်လဲပျော့ပျော့ကြီးအိမ်ထောင်သားမွေးနေကြစေဖြစ်သည် စားတောက်ဆိုင်ကြီးတွင်တင်းချီသည်စားတောက်ပွဲတွေကို မကုံနိုင်မခန်းနိုင် ထားပစ်ခဲ့ကပျော်ရွှင်နေကြသည့်လူရန်စားတွေရှိနေချိန်တွင်လမ်းဘေးအမိုက်ပုံ၌စားစရာလေးများရလိုရညာရှာဖွေစားတောက်နေကြရသူတွေရှိနေသည် လူတို့ချို့ကသူတို့တာယာမှုအတွက် အဝတ်တွေကို ပတ်စံအထက်လိုက်ပေးပစ်ခါချွတ်ခိုင်းနေချိန်တွင်အချို့သောသူတွေမှာချမ်းလွန်းသဖြင့်ဝိစရာမရှိခြုံစရာမရှိသည့်အတွက်ခိုက်ခိုက်တုံနေရရှာသည်ဘဝတွင်အသက်ရှည်ရှည်နေလိုကြသည်သို့သောဘဝတွင်တံပိုးရှိစွာနေထိုင်ခြင်းသဘောကိုနားလေသဘောပေါက်သူတွေကနေသည်ထို့ကြောင့်လူတနတ်စားတွင်လူတဘောဝဆန်တွင်များသထက် များလာကြသည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။ အခုလိုအဖိုးတန်စာပေများကို မြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့အေးစေးအဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်စ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။